မင်္ဂလာပါရှင်ဒီတစ်ခါမှာတော့ဒီချန်အေးတဲ့အရာဒီဥထူကိုဖော်ပြတဲ့အခါအေးတဲ့နေ့တွေကိုရေးသားတဲ့အခါမျိုးမှာထည့်သွင်းအသုံးပြုလို့ရတဲ့စကားလုံးလေးတွေကိုဝေမျှပေးချင်ပါတယ်ကြည့်တာဆိုစကြည့်ရအောင် cold ပထမတစ်ခု January ဖြစ်ပုံရတော့ cold အေးတဲ့ရာသီဥတု temperatures ဒီလိုအပ်တာထက်နေနေတဲ့အခါမျိုးမှာတချို့လူချမ်းနေအေးတယ်လို့ခံစားရတယ်။ဒါမျိုးဆိုတချို့လူ cold ဖြစ်တယ်ပေါ့နော်။ The air was so cool that I could see my breath. အရောင်ကိုအေးတယ်အဲ့တော့ကိုအသက်ရှူတာတော့မှအပြင်ကနေပြီးတော့အဲ့လိုလေလေးတွေအငွေလေးတွေကိုကိုမြင်နေရတယ်ပေါ့နော်။ကဲနောက်ထပ်စကားလုံးလေးတစ်ခုအရော Frosty 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 ဒီမှာလေးအတန်နှစ်နှစ်တန်ကြားလိမ့်မယ်ပေါ့နော်ဒီချက်များသောအဖြစ်ဒီချက် vocabulary video file တွေထဲမှာဆိုရင်ပထမတစ်ခုကကျတော့ british accent နဲ့ပြောတာဖြစ်တယ်နောက်ထပ်တစ်ခုကကျတော့ us accent နဲ့သွားတာဖြစ်တယ်ရှင် american accent ပေါ့နော်အတန်နှစ်မျိုးကြားပါလိမ့်မယ်ရှင်ကဲပထမတစ်ခုဒါဆိုဒီချက်တွေကြည့်ကြည့်ရအောင် frosty ဖြစ်တယ်ဆိုတာကကျတော့အပေါ်ကနေပြီးတော့နှင်းခဲလိုမျိုးလေးအကြည်လေးတွေရေခဲအကြည်လေးလေးအဲ့ဒါလေးတွေနဲ့ cover ဖြစ်နေတာမျိုးဒါမျိုးဆိုရင်ဒီချက်တွေ frosty ဖြစ်တယ်ဒါဆိုရာသီဥတုကတော့ချမ်းတာပေါ့နော်ဒီလောက်ဖြစ်နေပြီဆိုလို့ရှင်တော့လေ so we will cup to a proxy window and white cracks so မြက်ခင်းရလဲဖြူအဲပြီးတော့ brain box တွေကလဲအကုန်လုံးကနှင်းလေးတခဲဒါနှင်းလေးတထက်ပေါ့နော်တချို့ cover ဖြစ်နေပြီ snowy snowy ဒါဆို snowy ဖြစ်တယ်ဆိုတာက snow ကနေလာတယ် adjective လိုမျိုးလို့ပြောလို့ရတယ်တချို့တော့ဒါ snow ဆိုသိတယ်ဆိုရင်ဒါဆိုနှင်းကြတော့နှင်းလေးတွေနဲ့ပြည်နေတယ်အခုတစ်ချက်ပြထားတယ် background ဆောက်ပုံလေးလိုမျိုးပေါ့နော်ဒါဆိုတချို့ snowy day လို့ပြောလို့ရတယ် it was a snowy day perfect for building a snowman နှင်းနှင်းလူသားလေးဆောက်လို့ရတယ်တချို့တော့ဒါနှင်းနေကြတယ်နေမျိုးဖြစ်တယ်ဒါလေးဒီ adjective လေးဖြစ်ပါတယ်ရှင် Okay, tu kan cili ya ro uncomfortably cold or like tu kan ni ni li tadang tadam hiu. Ising sing nai ni pung sam yu bo no. So it was chilly outside, so I will take coat. Kau ini tu tu wea re balu le so abis macam sing sing ising sing pi ni lu bo no. Dari le adjective le tu lau pi de xin. I see. I see. icy ဒါဆိုသူကစနာ snowy တွေ့ခဲ့တယ်လို့ပဲပေါ့နော် ice ကနေလာတဲ့ adjective လိုမျိုး ပြောလို့ရတယ်တချို့အရန်အေးတယ်အဲ့အတွက်ကြောင့်မလို့ဒါရေခဲလေးတွေမြင်နေရပြီရေခဲတွေနဲ့ cover ဖြစ်နေပြီ land တွေရေခဲနဲ့ cover ဖြစ်နေပြီ land တွေချော်နေပြီပေါ့နော် so the roads were icy and dangerous to drive on land တွေကဒီခဲနေနဲ့များနေပြီဆိုရင်နေနေရမ်းကြလာတော့လမ်းတွေကချော်ပြီးခဲနေပြီပေါ့နော်ဒါဆို icy adjective လေးပလုံးဖြစ်ပါတယ် gloomy 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 ဖြစ်တယ်ဆိုတာကတချို့နည်းနည်းစိတ်ထဲမှာမှိုင်းပြပြနေလीတခါကလေးကြာရင်အရန်ကိုချမ်းတဲ့ရာသီဥတုတွေမိုးရွာတဲ့နေ့တွေဆက်လာတဲ့အခါကြာရင်ရာသီဥတုကလည်းမှိုင်းမာကြီးနဲ့စိတ်ထဲမှာလည်းမှိုင်းပြပြကြီးဒီလိုဖြစ်လာတဲ့ခံစားချက်မျိုးဒီလိုဖြစ်လာတဲ့အနေအထားမျိုးတချို့သုံးလို့ရတယ် it was a gloomy winter evenings with no star in the sky တောင်ကြီးမှာကြည့်လိုက်ရင်လည်းလင်းလင်းထင်းထင်းနဲ့ကြယ်လေးကြီးလည်းရင်လုံးမမြင်ရတော့ဘူးမှိုင်းမာကြီးနဲ့ဖြစ်လာပြီပေါ့နော် ဒါလေးလည်း adjective တစ်လုံးဖြစ်ပါတယ် cozy 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 ဖြစ်တဲ့က comfortable ဖြစ်တဲ့ဒါနွိနွိထွိထွိနဲ့တတောင်းတတာရှိရဲခံစားချက်မျိုးပြောတာဖြစ်ပါလေအပြင်မှာအေးနေပေမဲ့ကိုကကိုယ့်ရဲ့ခန်းထဲမှာနည်းနည်းနွိထွိတဲ့နေရာမျိုးလေးမှာရှိရဲဆိုရင်ဒီကနေကိုရတဲ့ခံစားချက်မျိုးလေးက cozy ဖြစ်တဲ့ feeling မျိုးလေးရတယ်ပေါ့နော်ဒါဆိုရင် तू ကတော့တတောင်းတတာရှိရဲအထူးသဖြင့်ဒီချေတို့နွိနွိထွိထွိနဲ့တတောင်းတတာရှိသောအနေအထားတွေကိုဖော်ပြရင်သုံးလို့ရပါတယ်ဒါလေးကတော့ adjective လေးတစ်လုံးဖြစ်ပါတယ် โอเคဒီထိတချို့လေးလာခဲ့ရတာကတော့ winter's day ပတ်သက်တဲ့အကြောင်းအရာကိုပေါ်ပြတဲ့အခါမှာသုံးရရတယ် adjective မျိုးလေးဖြစ်ပါတယ်ဒါလေးတွေကိုအသုံးပြုပြီးတော့ကိုယ်ပိုင် sentence လေးတွေရေးကြည့်ပါကိုပြောနေတဲ့စကားလုံးလေးတွေကိုပြောတဲ့ speaking တွေ writing တွေမှာတခါလေးထည့်ပြီးတော့ practice လုပ်လို့ရပါတယ်ရှင်